လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွရနေရကိုမစွန့်ခွာပါနဲ့ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ ့နယ်နဲ့ချင်းပြည်နယ်တိတိမ်မြို့နယ်တိုင်းငင်းကျေးရွာအနီးမှာစုံစုတက်တဲ့နယ်ဒေါ်လာရေးတက်တဲ့တိုက်ပွဲဖြစ်ပွားနေရလို့ဒေသခံစည်ရေးသတင်းမြစ်တွေကပြောပါရယ်စုံစုတက်တွေကကလေးမြို့နယ်အဓိကဝင်ပေါက် ကားလမ်းမကြီးတွေဖြစ်တဲ့ကလေးတမူလန်ကလေးကံကောလန်ကလေးတိတိမ်ဟာခါလမ်းမတွေကိုစုမိုးနိုင်ဖို့အတွက်ပြီးခဲ့တဲ့ဩဂုတ်လကနေအောက်တိုဘာ31ရက်နေ့ထက်အင်အားထောင်ချီနဲ့စစ်ကြောင်းထိုးဝင်ရောက်နေရပဲဖြစ်ပါရယ်ဒီလိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့စုံစုတက်တွေနဲ့ အော်တိုဘာ29ရက်ကနေ31ရက်ထိ3ရက်အတွင်းကလေးမြို့နယ်တောင်ပိုင်းကလေးကံကောကလမကြီးတခြားမှာရှိတဲ့ထောက်ကျန်းကြာအင်းနတ်မြောင်းနတ်ချောင်းကျွာတွေနဲ့တီးတိမ်မြို့နယ်ကလေးတီးတိမ်ဟာကားလမ်းမကြီးဘေးမှာရှိတဲ့မော်ဘီကျွာအနီးမှာ3ရက်တာတိုက်ပွဲပြင်းထန်နေတာလို့ဒေသခံစီးရဲသတင်းမြစ်ကပြောပါရယ်။အဲ့ဒီ3ရက်တာတိုက်ပွဲအတွက်မှာစုံစုတပ်သား6ဦးသေဆုံးခဲ့ပြီးတော့ကလေးဒေသတော်လိုင်းတပ်ဖွဲ့ဝင်2ဦးနဲ့ချင်းတော်လိုင်းတပ်ဖွဲ့ဝင်2ဦးတို့ကြာဆုံးခဲ့ရပါရယ်။ ဒါအပြင်စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာလဲစောအစုကကလေးမြို့နယ်တောင်ပိုင်းကလေးကံကော ကာလမကြီးဘေးမှာတရှိတဲ့ထောက်ကျန်းကြာအင်းနှမြောင်းနှချောင်းကြေးရွာနဲ့ချောင်းခွာကျွန်တော်ကြေးရွာတွေအတွင်းကနေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပြီးတော့ကာလန်ဘေးကဆစ်ဆောင်တဲတွေကိုလည်းမိရှို့ဖျက်ဆီးခဲ့တယ်လို့ထောက်ကျန်းကြေးရွာမှာစစ်ပေးရှောင်ရေးကုညီနေသူတို့ကပြောပါတယ်မိရှို့ခံရတဲ့ကြေးရွာတွေဟာစောအစုတပ်တွေကပြီးခဲ့တဲ့2022ခုနှစ်အတွင်းမှာစစ်ကြောင်းထိုးဝင်ရောက်ပြီးခုနှစ်ကြိမ်မိရှို့ခံရတာကြောင့် နေအများစုကိုဆက်ဆောင်တွေကပြန်လည်ဆောက်လုပ်ထားတာလို့နှချောင်းကျွတ်မှာနေထိုင်တဲ့ဒေသခံတို့ကပြောပါရယ်ဒီလိုဆိုစုစစ်ကြောင်းတွဝင်ရောက်နေရကြောင်းဒီလိုဆိုစုစစ်ကြောင်းတွဝင်ရောက်နေရကြောင်းကလေးတောင်ပိုင်းမှာရှိတဲ့ထိုမားတာယာကုန်းကြာအင်းကျွန်းတော်စီဆန်သုံးအိမ်စုလေးအိမ်စုနန်းချောင်းနတ်မြောင်းချောင်းကွာဟခလေးတန်ဖိုကျွာချင်းမြင့်နယ်ကလေးတိတိဟခလမ်းမကြီးပေးမှာတရှိတဲ့တိုင်ငယ်မွာပြီးထေးဆန်ခိုင်ကန်းမြို့တွေရာ တောတောင်တွင်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နှချောင်းကျေးရွာစစ်ဆောင်ရေးကူညီပေးသူတို့ကပြောပါရယ်ကလေးမျိုးနဲ့အတွင်းမှာတော့ဩဂုတ်လနဲ့အောက်တိုဘာလအတွင်းမှာကလေးမျိုးမြောက်ပိုင်းကိုထိုးနေတဲ့စောစုစစ်ကြောင်းကြောင့်ကလေးတမူလမ်းမကြီးတခြားမှာရှိတဲ့တမူမျိုးနယ်ကကလေးမျိုးနယ်အတွင်းမှာတော့စောစုတက်နဲ့တော်လိုင်းအင်အားစုတွေဩဂုတ်လနဲ့အောက်တိုဘာလနှစ်လကျော်အတွင်းကလေးတမူလမ်းကလေးကံကောလမ်းကလေးတိတိတ် ချင်းမြင့်နယ်အတွင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စုံစု40ကျော်သေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်20ကျော်ကြာဆုံးခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရတယ်။